ဒါကြီးကြပါအားလုံးခဏတာမောပန်းနေပြေဖို့အတွက်ကျွန်တော်နဲ့တူတခြင်းနေဆိုရင်နားထောင်ရင်ထောက်ဖို့လုပ်ကြဖို့ကျွန်တော်လီလီဇာလာဖိတ်ခေါ်ပါတယ်ခင်ဗျာအစမြအောင်လုပ်မယ်မိင်္ဂလာပါပြေးပြေးခွင့်မော်ကုန်းတော့တားကြောင်ရှိတောက်ကြောင်ရှိပဲပြီးပါမှာခောက်ခောက်ပါပြီနားထောင်ကြအောင်ခင်ဗျာမိင်္ဂလာပါခင်ဗျာအခု6လပိုင်း22ရက်နေ့မှာမေဘန်းမှာ တော်လိုင်းအတွက်အမှုပညာလက်နက်လို့အမည်ပေးထားတယ်။ကျွန်တော်ရဲ့တကူတော့ဖြောပြီးပြောရှိပါတယ်ခင်ဗျာ။ဒီကွင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အထူးသတိပေးနေတဲ့အချက်ကဘောမရက်ကတည်းကတော်လိုင်းကိုကိုယ်နဲ့မဆိုင်လို့ပြီးပြီးတော့ကိုယ်လိုပဲကိုယ်လုံးနေချင်ရီဝါစီမူတန်းစားတယ်။လုံးဝမလာသေးပါဘူး။အဲ့လိုလူရန်သားတွေကိုကျွန်တော်အဲ့တော့ခံပြီးတော့ ော်ပြနေမှာမဟုတ်ပါဘူး။ဒါနဲ့စမ်းကြည့်မယ်ဖြစ်တယ်။ပုံလိုင်းမှာတက်နိုင်တဲ့လောက်ဝိုင်းဝန်းကူညီပြီးတော့ပါဝင်ပေးနေကြတယ်ကျွန်တော်တို့ရဲ့ပြည်သူတွေဒါခဲ့ကြပါအားလုံးခဏတာမောပန်းနေပြည်ဖို့အတွက်ကျွန်တော်နဲ့တူအရှင်းကြီးဆိုရင်နားထောင်ရင်ထောက်ကူလုပ်ကြမယ်လို့ကျွန်တော်လီလီဇာကဖိတ်ခေါ်ပါတယ်ခင်ဗျာဒီပွဲရရလာတယ်ဝင်ငွေအားလုံးအားလုံးလုံးစုံလို့ တော်လိုင်းရေးလို့သာသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်နဲ့အတူပူပေါင်းပြီးတော့ပါဝင်ပေးကြဖို့ကိုအီလီဇာသာဖိတ်ခေါ်လိုက်ရပါတယ်နော်။ဒီဒီလိုမှပေးကြတဲ့ဒီကောင်ခွက်ခေါက်လို့မရလို့ဒါတခြင်းစုပ်ပွဲလုပ်နေတာပဲ။ မိဘပြည်သူများရှင်ကျမရဲ့ဒီနေ့နောက်ဆုံးသတင်းလေးမှာဆိုရင်တော့သတင်းလေးဆိုတာထက်မိဘပြည်သူများကိုအထွေထွေဘူးသူတာလေးပေါ့နော်အဲ့လေးကိုကျမပြောပြခြင်းနဲ့တချို့တွေအတွက်လည်းအရန်လိုအပ်နေမယ်လို့ထင်နေရှင်တချို့တွေပေါ့နော်တချို့တချို့တွေအတွက်အရန်လိုအပ်နေမယ်ထင်လို့ကျမပြောပြတာပါအဲ့ဒီအထွေထွေဘူးသူတာကဘာလဲဆိုတော့ Facebook page နဲ့ပတ်သက်တဲ့အထွေထွေဘူးသူတာဖြစ်ပါရှင်မိဘပြည်သူတို့သိရတဲ့အတိုင်းတော့မဆုကြည်ရဲ့ထွက်ဆိုချက်တရားဆိုရင်ပေါက်ကြားလာခဲ့တယ်အဲ့ဒီမှာသူကဆိုရင် Facebook page ကိုတချို့ page ကိုသိရတချို့ page ကိုမသိဆိုတော့ထွက်ဆိုချက်တွေပေါ့နော်အဲ့လိုထွက်ဆိုချက်တွေထွက်လာတဲ့အခါမှာဆိုရင် Chain NFT page ကိုသူသိရ NFT ကထုတ်ထားတဲ့2020 2017ခါရထုတ်ထားတဲ့ page ကိုသူမသိဘူးပေါ့နော်နှစ်ပေါင်းများစွာကြာနေတဲ့ page ကိုတော့သူမသိဘူးပေါ့နော်ဒီ Chain NFT ကြောင့်သူသိရ Chain NFT ကိုသိရတဲ့အကြောင်းအရာလဲကျွန်မတတ်တင်နေတကွာဖော်ထုတ်ပြီးပြီတောင်ဆန်းစုကြည်ကဒီ page ကိုဖွင့်မယ်ဆိုတော့ကိုတရားဝင်သူရဲ့အောင်ဆန်းစုကြည်ဆိုတဲ့အကောင့်ပေါ့နော်ဒါကျွန်မဒေါ်တက်မခေါ်လာမဟုတ်နော်သူ့အကောင့်နံပါတ်ကျွန်မပြောပြတာဒီမှာတွေ့ရတဲ့အတိုင်းအကောင့်နံပါတ်ကအောင်ဆန်းစုကြည်ဆိုပြီးရှင်းထားတာဒေါ်မထည့်ကားအောင်ရှင့် နော်ဒီတော့အဲ့ဒီအကောင့်ကနေကြင်ညာထားတာဖြစ်တဲ့အတွက်ဒီ page ရှိတော့သူသိရပေါ့နော်ဒီတော့ page ရဲ့သဘောတရားလေးကျွန်မပြောချင်တာ NLD ဒီကအခုဘယ်လိုမျိုးလူတွေကိုလှည့်ပြားနေလဲဆိုတော့ NLD Facebook page ကိုတဲ့ password ခိုးသွားပြီးတော့ပေါ့နော် password ခိုးသွားပြီးတော့သူတို့တင်းချင်းတို့တင်ပါတယ်ဆိုပြီးပြောနေတဲ့အတွက်ကျွန်မ Facebook page သဘောတရားလေးကိုပြောချင်တာ Facebook page ကိုထောင်မှုအတွက်အရင်ဆုံး Facebook account တစ်ခုရှိရမယ် Facebook page နဲ့ account နဲ့ကမတူဘူးရှင် Facebook page မှာ owner ဆိုတာရှိတယ် Facebook account ကတော့တူးချင်းပဲသုံးရတာ personal သုံးတာပေါ့နော် Facebook page ဆိုတာကစီးပွားရေးအတွက် လုပ်ငန်းတွေအတွက်အဖွဲ့အစည်းတွေအတွက်သုံးကြတာ Facebook page မှာဆိုရင် owner တယောက်ရှိတယ်ပြီးတော့ admin တွေအများကြီးကိုခန့်လို့ရတယ်ရှင့် Facebook page တခုမှာကျမအရင်တော့အလုပ်လုပ်ခဲ့တဲ့အနေထားရဆိုတော့ကျမကဒီ Facebook marketing တိကျလုပ်ခဲ့တဲ့သူတွေဆိုတော့ထုံးလို့ချင်ရေလို့တော့အဲ့ Facebook တော့ကတည်ရနော် Facebook ရဲ့သဘောတရားကျမသိရရှင့်ဒါကြောင့်ကျမပြောပြနိုင်တာကျမလုပ်ခဲ့တဲ့အတွေ့အကြုံရဆို Facebook page တခုမှာ admin 3ယောက်ကနေပြီးတော့ဒါ5 6ယောက်6ယောက်10ယောက်လောက်ထိကိုခန့်တက်တယ် NLD page ပေါ့နော် share NLD page ဟာဆိုရင်လည်းဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်စာဝင်ရေးတယ် admin တူအနေနဲ့သူ့ရဲ့အနေထားက Facebook page တစ်ခုကိုဖွင့်နိုင်တဲ့အနေထားမဟုတ်ဘူးဆိုတော့မှသူဒီအဲ့ဒီ page မှာ admin အနေနဲ့တောင်းပါယူထားတယ်။ဒါဆိုရင်အဲ့ဒီ share NLD page မှာ owner တယောက်ရှိရဲ့ရှင်။အဲ့ဒီ owner ကဘယ်သူလဲ။တနမတ်တင်မေးကုန်း ဟုတ်တယ်နော်တချို့မစဉ်းစားတတ်လို့ကျွန်မပြောပြတာနောက်ထပ်တစ်ခုကပါလဲဆိုတော့အဲ့ဒီ Facebook page တစ်ခုလုံးမှာအဲ့ဒီ admin owner admin ကလုံးပိုင်ခွင့်အရှိဆုံးပဲရှင်သူကတခြား admin တွေကိုထောက်နိုင်တယ် admin အသစ်တွေကိုထည့်နိုင်တယ်ရှင်သူ့တော့ဘယ်သူမှသွားပြီးတော့ကြော်ပြီးတော့လှုပ်ဆောင်လို့မရအောင်ဘာကြောင့်လဲဆိုတော့ तू က owner ဖြစ်နေရတဲ့အတွက်နောက်ထပ်တစ်ခုက Facebook page passport ဒီလိုလေကိုခိုးရတဲ့ကိစ္စမဟုတ်ဘူးရှင်။ NLD က page ထောင်တဲ့အခါမှာ NLD ပါတီဝင်တွေကပြောရေးဆိုခွင့်ရှိတဲ့သူတွေ digital marketing ကင်တဲ့သူတွေနဲ့ lobby အချို့ကိုပဲ admin ပေးထားမှာပဲ။ admin ဆိုတဲ့နေရာမှာ editor ဆိုတဲ့ယာတူးလည်းရှိသေးရဲ့နော်တချို့က admin မပေးထားဘူး editor အနေနဲ့ပဲထည့်ထားတာ post တင်လို့ရတယ် page နဲ့ပတ်သက်တဲ့ဟာတွေဆုံးဖြတ်လို့မရအောင်ပြီးတော့နောက်ထပ်တစ်ခုရှိတာက Facebook page ကိုကင်နေတဲ့ admin ရဲ့ location တွေကိုဘယ်သူမှမသိနိုင်ဘူးရှင့် Facebook page ကအားလုံးကိုလုံခြုံစွာနဲ့သူကစီမံထားတာဒါကြောင့်အခုချိန်ထိမိဘပြည်သူတို့တတိထားကြည့်လိုက် Facebook မှာဆိုရင်အကြမ်းဖက်အားပေးနေတဲ့ PDF တွေရဲ့ page အသေးလေးတွေအများကြီးရှိရဲ့အဲ့ဒီ page တွေကိုကျွန်မတို့နိုင်ငံတော်ကမဖမ်းနိုင်သေးဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီ page admin ရဲ့ location တွေကိုမသိနိုင်တဲ့အတွက် တယောက်မိပြီဆိုတော့မှဖုန်းထဲကနေပါလာတဲ့အကောင့်လေးပြီးတော့ထက်ဆင့်ထက်ဆင့်လိုက်ပြီးတော့ဖမ်းရတာရှင်။အဲ့လိုက Facebook page ရဲ့ admin ရဲ့ location ကိုသိနိုင်မယ်ဆိုရင်ဖမ်းရတာလွယ်လွယ်လေးပေါ့ရှင်။ဟုတ်တယ်မလား။ဒီတော့ Facebook page ရဲ့ admin ရဲ့ location ကမြန်မာနိုင်ငံကပြောနေရတာနိုင်ငံခြားကပြောနေရလားဆိုတော့ကိုအတိအကျသိနိုင်နေဆိုရင်တော့အဲ့ဒီပုံကအဲ့ဒီ page ရဲ့ admin လေးနဲ့ခင်မင်ချင်းလေးရဲ့သူမို့လို့ပဲရှင်။သူမေးထားလို့သိတာ။ admin ချင်းချင်းတော့မသိဘူးနော်။ ပေးဆို page ရဲ့သဘောတရားအလိုရှိရဲ့ရှင်တချို့ရေလုံးဝမသိရဲနဲ့လူတွေကိုလိမ်နေလို့ကျမကြားရတယ်ပြောပြတာရှင်ပြည်သူတွေမလိမ်ပါနဲ့ရှင်ကျမတို့မကြိုက်ပါဘူးရှင်ပြည်သူရဲ့အလိန်ခံရလို့တေတောင်တေသွားကြပြီချို့တွေနည်းနည်းလေးသူတို့ရဲ့တေသွားခဲ့တဲ့အသက်တွေလည်းပူချင်းလောက်ခဲ့လောက်ခဲ့တယ်ဘောဘဖြစ်တယ်မှန်တိုင်းပြောလာဟုတ်တယ်ကျမတို့လက်သုံးချောင်းဖောင်ခဲ့မိတယ်စုပမှုတွေမှာအားပေးခဲ့မိတယ်အခုကျမနောင်လာရပါတယ်ဆိုတော့မှလာကျမတို့ကလက်ခံလို့ပေးလို့ရအောင်မယ်အခုကပြောင်းလဲပြောင်းစားမလုံလုံးဘူးလားရှင် ပြီးတော့နိုင်ငံရေးမှာအင်မတန်တက်တိရှိပါတယ်ဆိုရင် NLD ပြည်တွင်းကအချုပ်ပုံကိုယ်တွေကျွန်မပြောချင်တာကျွန်တော်တို့တာမန်လူတွေတောင်မှ2021အစပိုင်းတော့အင်တာနက်ရတာနဲ့ဒီတော်လန်ရေးဆိုတဲ့အရာကြီးကမှားနေရယ်နိုင်ငံဒုက္ခရောက်နိုင်တယ်ဆိုတာကိုပြောလို့အိမ်ကနေထွက်ပြေးခဲ့ရတာအသက်မသေုံတမဲရှင်ဆိုင်ပြီးတော့ကျွန်တော်တို့နိုင်ငံအတွက်ပြောတင်ပြောထိုက်တာကျွန်တော်တို့ပြောခဲ့ရတာ NLD ကပါလေကွက်ပြီးတော့အင်တာနက်ပြန်နေရလားအင်တာနက်ကကျမတို့ပဲပြန်ရပြီသူတို့မရအောင်လားပြောပါအောင်ရှင့်သူတို့ရဲ့ Facebook အကောင့်ကတော့တွားကြည့်လိုက်လို့ရှင့်ဒီမြန်မာနိုင်ငံ ုက္ခရောက်နိုင်တယ်နော်ဒီလိုလုပ်နေတာမှားနေတယ်နော်ဆိုပြီးတရားမှပြောထားတာမရှိဘူးစစ်ကောင်စီဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အားပေးထားတာပဲရှိတယ်။အေးလားစစ်ကောင်စီကိုဘလို့တော်လှန်ရမယ်ဆိုပြီးတော့ပြောထားတာပဲရှိတယ်။ငါတို့ NLD တွေဘလို့တွေဆိုပြီးပြောထားတာပဲရှိရဲ့ရှင်။အဲ့ဒီတက်တယ်ကျမတို့လက်ထဲမှာဟုံးရှိရဲ့။အခုကြမှာပြည်သူတွေကိုလိန်တော့ကျမတို့ကမသိကြအောင်ဆောင်ပေးနေမယ်လို့ထင်ပါသလားရှင်။တခြားလူကမသိကြအောင်ဆောင်အောင်ဆောင်မယ်ကျမတို့ဆောင်မှာမဟုတ်ဘူးရှင်။ဘာကြောင့်လဲဆိုတော့တည်ဆုံးသွားတဲ့ပြည်သူတွေကျမအားနာလို့ ကျွန်မကိုယ်တိုင်လည်းမသိလို့ကြံနေသူ NLD ကျွန်မတတ်ဖို့စူးစမ်းတာမသိလို့ကြံနေသူချင်းတခုတော့ရှိရယ်ကျမတို့တေးအောင်မတက်နိုင်တဲ့အတွက် NLD နောင်သားရနေမှာတော့တေးကြတယ်တချို့ NLD နောင်သားရနေမှာတေးကြတယ်ရှင့်เนาะဒီတော့ကျမကတော့ကျမစူးစမ်းပြီးတော့မတေးအောင်တိဆောက်ခရရတဲ့အသက်ကိုတန်ဖိုးရှိအောင်လို့ရှေ့ဆက်ပြီးတော့ဗောနောပြည်သူတွေဒုက္ခပေးတဲ့သူတွေကိုကျမဖောက်ထုတ်နိုင်အောင်စူးစမ်းမယ်ရှင့်ဘာကြောင့်လဲဆိုတော့ကျမဒီလိုမတေးသွားအောင်လို့ကျမကကေတင်လိုက်တဲ့နှကောင်းနှက်မြက်တွေက မောက်နိုင်ငံလူတွေအမြင်မှန်ရစေဖို့အတွက်ကျမတက်သိတဲ့ပညာနဲ့အားဖြည့်ဖို့အတွက်ပေးဆပ်ဖို့အတွက်ကျမကိုအသက်ရှင်ဖို့ပေးလိုက်တယ်လို့ပဲကျမတွေ့ရရှင့်ဒါကြောင့်ကျမတို့လူ့စားရှိရဆက်လုပ်ပါပါခေါ်ရရှိရဆက်ဖို့ပါပါရှင့်လူချင်းမင်းတို့လည်းမိဘပြည်သူတွေမလိမ်ပါနဲ့တော့လုတ်ခဲလုတ်ခဲအတန်းဝန်ခံလိုက်ပါဝန်ခံပြီးတော့မှအမှားကိုအမှားမှန်သိလို့ပြောတာကတော့မိဘပြည်သူတို့လက်ခံပေးခြင်းနဲ့လက်ခံပါပါရှင့်ဒီလမ်းကြောင်းကိုပဲစဉ်းစားကြပါလို့ပြောချင်ပါရှင့်အခုချိန်ထိ ပြောင်းလဲပြောင်းစားလုပ်နေတာကတော့နိုင်ငံရေးသိက္ခာမဲ့လုံးပါရှင့်ဒီလိုလူတွေကနိုင်ငံရေးသမားတွေဖြစ်ခဲ့ပါတယ်လို့ပြောရတာကရှက်ဖို့ကောင်းတယ်လေကိုယ့်ရဲ့နိုင်ငံရေးသိက္ခာကိုကိုယ်တိုင်ဖြည့်ဆည်းရမလုပ်ပါနဲ့လို့ပဲကျွန်မအနေနဲ့တိုက်တွန်းချင်ပါတော့ရှင့်ကျွန်မယနေ့သတင်းပြန်ဆက်မှုလေးကိုဒီလောက်နဲ့ပဲရှင်းသားပြရစီရှင့်ခုလိုသတင်းတွေကိုပြောပြပေးသွားတဲ့ sniper ဆိုလည်းကျေးဇူးတင်ပါတယ်အဆုံးကြည့်ခဲ့ပြီးတဲ့မိတ်ဆွေများအားလုံးကိုလည်းသူပဲကျေးဇူးတင်ရှိပါတယ်